အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အစစ်အတမ်းမကြုံတဲ့တငယ်ချင်းနှစ်ယောက်ဆိုတဲ့ပုံမြင်ပေးဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါဝေဒီရဲ့ဖခင်ဖြစ်သူကတော့အရန်ကိုကြော်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ဖြစ်ပြီး အပစာရဲ့ဖခင်ဖြစ်သူကတော့ဆင်းရဲတဲ့သူတယောက်ပေါ့ဒါပေမဲ့သူတို့နှစ်ယောက်ကတော့အခင်မင်းဆုံးတငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်ဖေသူကတော့ ဟင်ဒူတယောက်ဖြစ်ပြီးအဖ်ဆာကတော့မွတ်စလင်တယောက်ပါသူတို့ရှိမှမတူညီမှုများစွာရှိနေခဲ့ပေမယ့်အချင်းချင်းကြားတန်ရုံးစင်ကတော့ကြီးမားလွန်ပါတယ်။တရက်မှာတော့အော့ဖ်ဆာလည်းအတန်းထဲမှာစိတ်ပြတ်ဝမ်းနည်းစွာနဲ့ထိုင်နေခဲ့ပါတယ်။စိတ်ပြတ်နေတဲ့တငယ်ချင်းကိုတွေ့ကြရတဲ့အခါမှာတော့မေးလိုက်ပါတယ်။ဘာဖြစ်တာလဲတငယ်ချင်းရဲ့နေအောင်ကြည့်ရတာအရန်စိတ်ပြတ်နေတယ်လို့ပဲ။တခုတ်ခုတ်ဖြစ်တာလား။နေရဘာဖြစ်လို့ငါတခုတ်ခုတ်ဖြစ်နေတယ်လို့ထင်နေရတာလဲ။နေရမျက်နှာကိုလည်းကြည့်ပါအောင်ဟဲ့။ ဖွေသေးရေနေတကယ်ကြော်တယ်နော်ငါဘာဖြစ်နေလဲဆိုတော့ကိုနေချက်ချင်းသိတယ်ဘာကြောင့်ငါနဲ့ကိုဘာတခုမှဖုံးကွယ်ထားလို့မရဘူးတိလားအေးဒါဆိုရင်တော့ငါ့ကိုပြောပြစမ်းမအောင်ဘာဖြစ်နေရလဲအဖစားကလည်းအရန်ကိုဝမ်းနေသွားခဲ့ပြီးတော့မျက်ရည်တွေကျလာခဲ့ရှင်ပြောလိုက်ပါတယ်ငါအဖေကအိမ်မှာပဲဆက်ချုပ်တဲ့အလုပ်လေးလုပ်ကြမလားအရင်တုန်းကတော့အဆင်ပြေပေမဲ့အခုအလုပ်ကအဆင်မပြေတော့ဘူးအဖေကအဝတ်ကိုလည်းကောင်းကောင်းမချုံနိုင်တော့လို့အဖေစီမှာဘယ်သူမှအော်ဒါမအပ်ကြတော့ဘူးအသက်ကလည်းကြီးနေပြီလေ အဖေရဲ့အလောက်တာမရှိတော့ဘူးဆိုရင်တော့အရင်စာဝင်နေရေကိုငါတို့ဘယ်လိုဖြည့်ရှင်းကြမလဲငါကြောင်းလာကားကလည်းရှိသေးတယ်ဒါနဲ့အဲ့ဒီတစ်ထည့်ရောက်ဘယ်သူလဲဆိုတာကိုလည်းငါ့ကိုပြောပြအောင်သူ့ကိုငါတတိကျကျလေးသင်္ကန်းစာပေးပြမယ်နင်ဘာမှအရန်ကြီးလဲစွန့်ရင်မနေပါနဲ့အပြင်မှာလူတွေက၆တဲ့အဝတ်စားကိုဝင်နေကြတော့မယ်အဲ့ဒီကုမ္ပဏီကနေအဖေကိုလုံးမအပ်ဖို့ဆိုလို့ရှင်လဲတခြားနေရာကအလောက်အပ်မှာပေါ့အလောက်ရသွားပါလိမ့်မယ်မရဘူးတကယ်ချင်းမရတော့ဘူးလို့ငါထင်တယ်အလောက်တခုရဖို့ဆိုတော့အလောက်ထိလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးနော် ဘာရီမြောင်တလောက်ကြောင့်မှစိတ်ပြက်နေရလဲတငယ်ချင်းရဲ့။ဖယောင်းအားလုံးအစဉ်ပြေသွားမှာပေါ့။ဂျာနဲ့နေမှတ်မိသေးလားမနှက်ပြန်ငါ့ရမွေးနေလေ။အဲ့ဒါကြောင့်ညနေခင်းကြရင်လည်းငါ့အိမ်ကိုလာလဲရမယ်နော်။ဒါပေမဲ့ငါဘာလဲဘောင်းငါတွေဘာတွေပြောနေရလဲ။နေမလာမချင်းငါကိတ်မောက်ကိုလုံးဝလှီးမှမဟုတ်ဘူး။အဖစားကလည်းလက်ပလာနဲ့သူတငယ်ချင်းရဲ့မွေးနေ့ပွဲကိုဘလို့သွားရမလဲစဉ်းစားနေခဲ့ပါရီ။သူရဲ့အိမ်မှာဘာတခုမှမရှိပါဘူး။သူတငယ်ချင်းကိုမွေးနေ့လမ်းဆောင်အဖြစ်ပေးဖို့အကြောက်ကိုပါအဖစာရဲ့အမေကလည်းမေးလိုက်ပါတယ် ဘာဖြစ်တာလဲတမီးရဲ့နေုံကြီးကတော့အရန်စွင့်ပူပန်နေတဲ့ပုံစံပဲအမေရေမနှက်ပြန်ကြရင်တမီးတငယ်ချင်းရဲ့မွေးနေ့တမီးမလာမချင်းသူကိတ်မလီဘူးဆိုပြီးတော့တမီးကိုပြောလိုက်တယ်လေဒါပေမဲ့အမေရေတမီးလက်ပလာကြီးဘလို့သွားရမလဲတမီးအမေပြောသားပဲချမ်းသာတယ်သူရင်းနဲ့မပေါင်းနဲ့အမေကလည်းသူကတမီးရဲ့တအိုးဒီတော့တငယ်ချင်းဘလို့မဆိုတမီးသွားရလိမ့်မယ်တမီးမသွားဘူးဆိုရင်တော့သူအရန်ဝမ်းနေသွားမှာနှစ်ယောက်လုံးရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာအဖစာရဲ့ဖခင်ဖြစ်သူပြောလိုက်ပါတယ် အော်တမီးရဲ့အဖေတို့အချိန်လေးကအဲ့လောက်ထိလည်းမစိုးရွားသေးပါဘူးတမီးတငယ်ချင်းကိုလက်ဆောင်ပေးလို့ရပါတယ်အဖေစီမှာပဝါတစ်ထည်ရှိတယ်အဲ့ဒီပဝါလေးလက်ဆောင်ပေးလိုက်အဖစားကလည်းသူရဲ့အခက်ခဲဒုက္ခတွေအားလုံးရှင်းလင်းသွားတယ်ဆိုပြီးဝမ်းသာသွားပါတယ်နောက်နေ့မှာတော့သူမတငယ်ချင်းရဲ့မွေးနေ့ပွဲကိုရောက်ရှိသွားခဲ့တဲ့အခါမှာအားလုံးကလည်းထူးဆန်းတဲ့မျိုးလုံးတွေနဲ့ကြည်နေခဲ့ကြပါတယ်အဖစားကလည်းမျက်နှာလေးအောက်ချပြီးသူ့တငယ်ချင်းနာသွားလိုက်ပါတယ်ဖေလာကလေးတငယ်ချင်းရဲ့နင်လာခဲ့ပါနင်လာမယ်ဆိုတော့ကိုငါကျင်းသေးတည်တယ် အဖေနဲ့အမေဒီမှာကြည့်ပါအောင်။သမီးတငယ်ချင်းရောက်လာပြီ။ကဲဒါဆိုရင်တော့အကူကိတ်လီကြမယ်။ဒီအချိန်မှာဝေတီးရဲ့မိခင်ဖြစ်သူလာပြောလိုက်ပါတယ်။သမီးရေနင်မချမ်းသာတယ်တငယ်ချင်းတွေအများကြီးရှိနေရတာနဲ့ဘလုံးမင်းကလေးကိုအချစ်ဆုံးတငယ်ချင်းတော်ထားတာလေ။သူ့ရဲ့အဝတ်အစားကိုလည်းကြည်စမ်းပါအောင်။အဆင့်တန်းကြည့်ပြီးတော့တငယ်ချင်းတော်တဲ့နေလေ။အမေကလည်းဒါဘလုံးစကားတွေပြောနေရလေ။တငယ်ချင်းဆိုတာကအဆင့်တန်းကြည့်ပြီးတော့ပေါင်းရတာမဟုတ်ဘူးသူကစိတ်သဘောထားအရန်ကောင်းနေဒါဆိုလို့ရှင်တော့လာကိမ့်မုတ်လေးကြမယ်လေ ကိတ်လီပြီးသွားတဲ့အခါမှာပရိသတ်တွေအားလုံးလက်ခုပ်တီးကြပါရီလက်ဆောင်ပစ္စည်းတွေလည်းဝေတီးကိုပေးခဲ့ကြပါရီအဖစာကတော့သူရဲ့လက်ဆောင်လေးကိုကင်ပြီးဖွက်ထားလိုက်ပါရီအဖစာကတော့သူ့အဖေပေးလိုက်တဲ့ပဝါလေးတငယ်ချင်းဖြစ်သူကိုပေးရမှာတတော်လေးရှက်ရွံ့နေခဲ့ပါရီဝေတီးကလည်းပြောလိုက်ပါရီကဲအဖစာနေလိုက်ကအတွက်မွေးနေ့လက်ဆောင်ယူလာခဲ့ပေးရမဟုတ်လားဘာလဲနေငေါ့မပေးဘဲနဲ့ပြန်ရှူသွားမလို့လားအဖစာကလည်းတုံတုံရင်ရင်နဲ့ပဲပေးလိုက်ပါရီ ဝေဒီကတော့လက်ဆောင်ကိုကြည့်ပြီးတအားကိုဝမ်းသာပျော်ရွှင်သွားခဲ့ပါရီကြည့်ပါဦးဟဲလှလိုက်တဲ့ပွားလေးငါတို့အမြဲတမ်းတိန့်ထမယ်တိလားအမေရေဒီမှာကြည့်ပါဦးသမီးတငယ်ချင်းကသမီးတို့ဘလောက်တောင်မှလှပါတဲ့လက်ဆောင်ရှူလာခဲ့ပေးလိုက်တလဲဆိုတာမိခင်ဖြစ်သူကတော့သူ့သမီးလေးလက်ထဲကပွားကိုရှူပြီးလွှဲပြလိုက်ပါရီပြီးသွားတဲ့အခါပြောခဲ့ပါရီဝေဒီရေနင်ဒီပွားကိုလှရဲလို့ပြောနေရလားဘလောက်တောင်ဈေးပေါ်ပြီးတော့စောက်ပြက်လိုက်လဲဒီထဲကနေပြီးတော့အနံ့တောင်ထွက်နေရေခုံမင်းကလေးဒါကိုယူပြီးနေထွက်သွားလိုက်တော့ လက်ဆောင်ဆိုတာကဘလို့လူကိုပေးမလဲသူရဲ့အဆင့်တန်းကိုကြည့်ပြီးပေးရတယ်။အမေရဲ့ဒါဘလို့စကားတွေပြောနေရလဲသူယူလာခဲ့ပေးတဲ့လက်ဆောင်ကတမိအတွက်တခြားလက်ဆောင်တွေအားလုံးထပ်ပိုးပြီးတန်ဖိုးရှိတယ်။ဒါကအနမ်းထွက်နေရမှာမဟုတ်ဘူး။သူ့အဖေကိုရင်ကြိုးစားပန်းစားအလုပ်လုပ်ကင်ခဲ့တဲ့စွမ်းအားတွေပဲ။အမေရတဲ့ဒါတွေကိုနားလည်မှာမဟုတ်ပါဘူး။ဖေဒီယမီခင်ဖြစ်သူကပါတစ်ချက်ထဲရိုက်ပြီးပြောလိုက်ပါရဲ့။နေအခုလိုမျိုးအဆင့်တန်းမရှိအောက်တန်းကြတဲ့မိန်းမနဲ့အပေါင်းအသင်းလှုပ်နေလို့ငေါ့အခုလိုပြန်ပြောနေရပေါ့။ မိဘဒီလိုပုံစံသင်ပေးထားခဲ့ရလားနေရိုးရထုံတန်းစလာရီမေ့သွားတာလားဖွေသည်ဘော်တခုမှမပြောနိုင်ခင်မှာပဲအဖစားကလည်းသူ့ဘဝလေးကိုရှူပြီးပြန်သွားခဲ့ပါရီဖွေသည်လည်းအရင်နေ့ရောင်ကကြော်ဝမ်းနဲ့သွားခဲ့ရပါရီရန်နေငယ်ကြတဲ့အထိအဖစားတယောက်ကြောင်းလဲလာမတက်ခဲ့ပါဘူးသူမရဲ့တရင်ကိုလည်းမကြားရတော့ပါဘူးအရင်နေ့မှာတော့သူတို့ဆောင်ပွဲအောင်စည်းရင်ထွက်မယ့်နေ့ဖြစ်ပါရီအဖစားကတော့ဆောင်ပွဲအောင်စည်းရင်ယူဖို့အတွက်ကိုတော့မှရောက်ရှိမလာခဲ့ပါဘူးသူမကအတန်တန်အလုံးမှာအဆင့်တရရှိခဲ့တဲ့သူဖြစ်ပါရီ ဒါကြောင့်ဝေတီကလည်းသူတငယ်ချင်းရဲ့အိမ်ကိုသွားပြီးဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်တောင်းမှန်ဖို့စဉ်းစားဆုံးဖြတ်လိုက်ပါရီ။အဖဆိုင်အိမ်ကိုသူမရောက်ရှိသွားခဲ့တဲ့အခါမှာတောက်ခတ်ထားတာကိုတွေ့လိုက်ရပါရီ။အိမ်ကြီးကြီးတွေကိုမေးကြည့်ခဲ့တဲ့အခါမှာသူတို့အိမ်ရှောင်းပြီးထွက်သွားတာကိုသိခဲ့ရပါရီ။သူငါ့ကိုမပြောမစို့ပဲနဲ့ဘယ်လိုထွက်သွားရတာလဲ။ငါသူမရှိဘဲနဲ့မနေနိုင်ပါဘူးဆိုနေမှာသူကငါ့ကိုထားပြီးတော့ထွက်သွားတယ်။တစ်ချက်တောင်းမပြောဘူး။ငါဘယ်လိုမျိုးနေထိုင်ရတော့မှာလဲ။အချိန်နဲ့အမြအရာအားလုံးတစ်ဖြည်းဖြည်းပြောင်းလဲကုန်ပါရီ။ ီလိုနဲ့အဖစာကလည်းအရင်ကစပြီးဘယ်ချမ်းသာတဲ့သူနဲ့မှအပေါင်းတင်မလို့တော့ဖို့အတွက်ဆုံးဖြတ်ထားခဲ့ပါရီသူမကိုယ်တိုင်လည်းပညာရေးအများကြီးသင်ပြီးချမ်းသာတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက်ဆန္ဒရှိနေခဲ့ပါရီဒီနောက်မှာမှသူရဲ့တငယ်ချင်းနဲ့သူပြန်တွေ့မယ်ပေါ့အချိန်၅နှစ်ကုန်ဆုံးသွားခဲ့ပြီးတဲ့နောက်မှာအဖစာကတော့ဇယဝင်တယောက်ဖြစ်သွားခဲ့ပါရီတစ်ဖက်မှာဝေဒီရဲ့ဖခင်ဖြစ်သူရဲ့စီးပွားရေးအခြေအနေကအရှုံးပေါ်နေတဲ့အခြေအနေကိုရောက်ရှိသွားပါရီသူတို့အိမ်ကနေအောင်ဆင်းခဲ့ရပြီးအင်ဂျီယာမေရီဖြစ်သွားခဲ့ကြပါပြီ ဒီကံဆိုးမှုကိုသူတို့အနေနဲ့ဘလို့မှတိမခံနိုင်ခဲ့ကြပါဘူးဒီလိုနဲ့ဝေဒီရဲ့ဖခင်ဖြစ်သူနှလုံးယောဂါထောက်ဖောက်လာပါတယ်တမီးရဲ့လှုပ်ပေါင်းတမီးရဲ့တခုခုလှုပ်ပေါင်းအမေရဲ့စိတ်မပူပါနဲ့နော်အဖေဘာမှမဖြစ်စေရအောင်တိလားတမီးအခုချက်ချင်းအဖေကိုစေယုံကြည်ခေါ်သွားပေးမယ်တမီးရဲ့စေယုံအကြီးကြီးမှဆေးကုသဖို့အတွက်ပတ်စံဘဲကနေရမှာလေတမီးတထဲစီကနေပြီးတော့ပတ်စံကျိုးထုတ်ထားလိုက်မယ်အမေနေမှာတော့အလုံးမရှိဘူးဆိုရင်တော့ငါတို့ဘလို့တော့မှနေထိုင်ရမလဲမစင်းစားတတ်တော့ဘူးတမီးရဲ့ အမေဒီစကားတွေအားလုံးပြောနေဖို့အတွက်တမီးတို့မှအချိန်မရှိဘူးနော်အဖေကိုတမီးတို့အမြန်ဆုံးစေးရောင်ကိုခေါ်သွားပေးမှဖြစ်မယ်အမြန်လောက်ကြရအောင်အမြန်အမြန်တိုက်ဆိုင်စွာနဲ့ဝေဒီကတော့အဖစာတာဝန်ကျနေတဲ့စေးရောင်ကိုပဲသူ့ရဲ့အဖေကိုခေါ်လာခဲ့ပါရီစေးရောင်ကလည်းပြောလိုက်ပါရီအရင်ဆုံးငွေ3000တောင်းသွင်းထားလိုက်ပါဒါမှကျွန်တော်တို့အနေနဲ့ဈေးကူတောင်းမှုစတင်လို့ရမှာလေ3000ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကျွန်မပတ်စံရှုခဲ့မယ်ဈေးကူတောင်းမှုစတင်လိုက်ပါမဟုတ်ပါဘူးငွေအရင်ဆုံးသွင်းထားပေးပါ ငွေမသွေးမချင်းကုသမှုစတင်လို့မရဘူး။သူဖြစ်တဲ့ယောဂကအရန်ကိုအရေးကြီးလို့နဲ့နှလုံးယောဂဖောက်သွားခဲ့ရလိ။လူနာရဲ့အခြေအနေကလည်းအတော်လေးကိုစိုးနေတယ်။ဒီအချိန်မှာဝေဒီရမီခင်ဖြစ်သူဝမ်းနေလုံးလုံးငိုနေခဲ့ပါရီ။လောက်ပါရှင်အရင်ဆုံးစေကုသမှုစတင်လိုက်ပါဒီပုံစံအတိုင်းဆိုရင်တော့သူတည်သွားလိမ့်မယ်။ကျမတို့ပတ်စာစီစဉ်ဖို့အတွက်ဆိုလို့ရှင်တော့အချိန်အနည်းငယ်ထပ်ပြီးတော့လိုအပ်ပါလိမ့်မယ်။အော်ခဏလေးတော့ဆရာဝန်ကြီးရောက်လာခဲ့ပြီးသူနဲ့ပဲစကားပြောကြည့်လိုက်ကြပါတော့။ အဖစားကိုတွေ့ခဲ့ရတဲ့အခါမှာတာမီနှစ်ယောက်လုံးအံ့အားသင့်ကုန်ကြပါရဲ့။နေပါဦးဝေဒီရဲ့ဒါနီရဲ့တငယ်ချင်းမဟုတ်လား။တမီရဲ့တမီတငယ်ချင်းရဲ့အဖေကိုကဲပါအောင်။လောက်ပါတမီရဲ့သူ့အသက်အန္တရာယ်အရန်ကိုစွန့်ရင်နေရတဲ့ဒီအချိန်မှာတငယ်ချင်းဖြစ်သူကသူ့တာဝန်ကိုကျေပြွန်စွာထမ်းဆောင်ပေးခဲ့ပါရဲ့။အဖစားကလည်းဝေဒီရဲ့ဖခင်ဖြစ်သူကို ICU အခန်းနဲ့အမြန်ဆုံးပို့ပြီးကုသမှုစတင်ပေးလိုက်ပါရဲ့။နနာရီလောက်ကြာမြင့်သွားခဲ့ပြီးရဲ့နောက်မှာတော့ကဲတငယ်ချင်းရဲ့နေအဖေစမ်းမသွားပါပြီသူနေပြန်ကောင်းသွားလိမ့်မယ် အန်ဒီရဲ့ဂျာရီကနေပြီးတော့လမြောက်လာခဲ့ပြီးခဏလေးအနားယူဖို့အတွက်ကြောလိုအပ်လိုက်အောင်ပဲဗေတီကလည်းအပ်စားကိုဖတ်ပြီးငိုနေခဲ့ပါတယ်နေငေါ့မပြောဘဲနဲ့ဘဲကိုထွက်သွားခဲ့ရလေတငယ်ချင်းရဲ့နေမရှိပဲငါနေရတာဘလောက်တောင်မှအခက်ခဲဒုက္ခရောက်လိုက်လဲဆိုတော့ကိုရောတည်ရလားတငယ်ချင်းနှစ်ယောက်ကြားထဲမှာဆင်းရဲခြင်းချမ်းသာခြင်းဆိုတာဝင်လာခဲ့လို့ရှင်တော့ဝေးကွာသွားတာပိုကောင်းပါတယ်အခုဆိုရင်တော့ငါကဆရာဝန်တယောက်ဖြစ်နေပြီလေအခုတော့ကျမတို့တငယ်ချင်းနှစ်ယောက်ပြန်ခင်လို့ရပြီလားရှင်သမီးရဲ့အန်တီကိုခွင့်လို့ပါအန်တီကပတ်စံရှိတယ်ဆိုပြီးမောင်းမထောင်လွှားနေခဲ့တယ် အခုအန်တီစီမှာဘာမှမရှိတော့ဘူး။သမီးတော်အတီစရုံမှမရှိဘူးဆိုလို့ရှင်တော့အန်တီယောက်ျားဘာဖြစ်သွားမလဲအန်တီလည်းမသိတော့ဘူး။ရပါတယ်အန်တီရဲ့။အဲ့ဒီနေ့ကအန်တီကသာသမီးကိုဆင်းရဲတယ်ဆိုပြီးမနှိမ်ခဲ့ရင်တော့သမီးအခုလိုမျိုးဆရာဝန်တယောက်ဖြစ်ချင်းမှဖြစ်မှာ။ဒါဆိုရင်တော့တကယ်ချင်းရင်ငါဘယ်ကနေမဆိုပတ်စံကိုရအောင်စီစဉ်လိုက်မယ်။အခုအခြေအနေကပြောင်းလဲသွားပြီးအရင်တုန်းကနဲ့လည်းမတူတော့ဘူးလေငါအဖေရဲ့စီးပွားရေးအခြေအနေကလည်းလုံးဝကိုအဆုံးသတ်သွားပြီငါလည်းအပြင်မှာအလုပ်ထွက်လို့နေရ ငါတထဲရှိကပတ်စံကြိုးထုတ်လို့ရတဲ့အခါကျရင်တော့ပတ်စံဆုပြီးပြေးမယ်နော်။အယူမရဲငါနဲ့စီကနေပတ်စံယူမယ်ဆိုပြီးနေထင်းနေရလား။မလိုပါဘူးဟာ။ဦးလေးနေပြန်ကောင်းကြမှာတော့တယ်ဆိုရင်တော့ငါအကျွတ်လုံလောက်နေပါပြီ။အခုငါရဲ့စိတ်ထဲမှာစင်ရဲ့ချင်းချမ်းသာခြင်းတွေနဲ့ပတ်သက်ပြီးခွဲခြားမှုမရှိတော့ဘူး။ဖွေသေးရဲ့နင်ပြောတာမှန်တယ်တီလား။စင်ရဲ့ချင်းတယောက်ကိုခင်နေဆိုတာကစင်ရဲ့တာချမ်းသာတာကိုကြည့်ပြီးခင်လို့မရဘူး။ အဖစားကတကယ်အရန်စိတ်သဘောချပြေဝါကောင်းမွန်တဲ့သူတယောက်ပဲအရန်ဝမ်းသာပျော်ရွှင်လွန်သွားတဲ့အတော့ငွေချင်းနှစ်ယောက်တယောက်ကိုတယောက်ဖတ်ထားခဲ့ကြပါရယ်ငွေချင်းနှစ်ယောက်ကလည်းဆက်လက်ခင်မင်းသွားခဲ့ကြပါရယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တမီး၃ယောက်ရဲ့စားတောက်ဆိုင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါရယ်အာတီနဲ့ရာဂျ်တို့လင်မယားနှစ်ယောက်လုံးကတော့သူတို့တမီတောင်ယောက်နဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပါရီ။ဖခင်ဖြစ်သူကတောင်သူတယောက်ဖြစ်ပေမဲ့သူ့ရဲ့တမီလေးတွေကိုတော့ပညာတတ်ကြီးဖြစ်စေချင်နေခဲ့ပါရီ။ ညီမ၃ယောက်လုံးကလည်းစာအရန်တော်ကြပါရဲ့တရမတော်ရာသည်ဥတုအချိန်လေးတတော်လေးဆိုးရွားလာပါရဲ့အပြင်မှာမောင်တိုင်းတွေတိုက်နေခဲ့ပါပြီဒီအချိန်မှာသမီးအငယ်လေးကသူ့အမေရဲ့ကိုပေါ်မှာတတ်ထိုင်ပြီးပြောလိုက်ပါရဲ့မမေရဲ့အပြင်မှာကြည့်ပါဦးဘလောက်တောင်မှမိုးရေချိန်နေလဲဆိုတာကြောက်စရာကြီးနော်သမီးကြောက်လိုက်တာမမေရဲ့ကြောက်လိုက်တာဒီအချိန်မှာမိခင်ဖြစ်သူကပြောလိုက်ပါရဲ့သမီးရဲ့အလောက်ကြီးကြောက်စရာမလိုပါဘူးမိုးချိုပြတာတို့လျှက်စီးလက်တာတို့ဆိုတာကတော့ဒီလိုပဲပေါ့ မမေအเจ้าမပြောကြတာကတော့မိုးချိုပြစ်ခံရတဲ့သူကတခါတည်းတည်သွားတယ်ဆိုသမီးတို့အပေါ်ကိုသာမိုးချိုပြစ်ချလိုက်မယ်ဆိုလို့ရှင်တော့ဘလို့လုပ်မလဲမမေအဲ့ဒီခါကျရင်တော့သမီးတို့တွေလည်းတေကုံကြမှာလားသမီးတို့ရဲ့အခုလိုမျိုးမပြောကြပါနဲ့နင်တို့ကိုမထီခင်မှာတေချင်းတရားငါကိုပဲခေါ်တော့ပါစေလို့ငါတော့ဆုတောင်းနေအမေကလည်းအမေဘာမှဘယ်တော့မှမဖြစ်စေရအောင်နော်တခုတ်ခုတ်ဖြစ်သွားခဲ့လို့ရှင်လဲနင်တို့ရှိရပဲလေနေရအခြေဆုံးဆိုတော့နေရညီမလေးတွေနဲ့နေရအဖေကိုကောင်းကောင်းစောင့်ရှောက်ပေးရမယ်ကြားလား မင်းရလဲကွာဘာတွေလျှောက်ပြောနေရလဲစကားတွေအားလုံးပြောလို့ပြီးသွားပြီဆိုရင်တော့စားတော့ဖို့အတွက်လည်းတခုခုချက်ပြုတ်ပေးစမ်းမအောင်ရာသီဥတုအခြေအနေလေးကတတော်လေးကိုအေးချမ်းပြီးတော့တာယာလုံးနေတော့ဒီအခြေအနေကြီးမှာမင်းတို့ကဘာတွေကိုထိုင်လုံနေကြတာလဲဒီအချိန်မှာအကြော်လေးပါလိမစားချင်ဘူးလားအဖေကတော့သမီးစိတ်ထဲမှာရှိနေတဲ့စကားကိုပြောလိုက်တာပဲသူတို့ကတော့လေစားတော့ဖို့ကလွယ်လို့ဘာတခုမှစိတ်မဝင်စားဘူးအစားတော့အကြောင်းပဲအများအားပြောနေကြတယ်အမမစားချင်ဘူးဆိုလို့ရှင်မစားနဲ့ပေါ့သမီးတို့ကတော့စားခွင့်ပေးစမ်းပါအမရဲ့ အမေပဲကကြော်လေးလေးကြော်ပြုံးတော့ဒါဆိုရင်တော့အရသာအရန်ရှိမှာပဲကဲဒါဆိုရင်တော့မိဖို့ကန်နေမှာအလုပ်တွေလုပ်နေအချိန်တွေအများကြီးကုန်သွားမှာပေါ့နေရတော့လေအစားအသောက်နဲ့ပတ်သက်လာရင်ရှာကိုမရဘူးနော်တကယ်ကိုအမတ်အညမဒီလိုနဲ့မိသားစုတွေအကုန်လုံးကလည်းတယောက်ကိုတယောက်စရင်နောက်ရင်နဲ့ပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြပါရဲ့တရမတော့ညီမတော့၃ယောက်လုံးကပြင်ဆင်ပြီးအောင်းကိုထွက်လာခဲ့ကြပါရဲ့ခဏနေတော့မိုးရိပ်တဲထန်စွာရွာသွန်းလာခဲ့ပါရဲ့မိုးရိပ်အရန်ကိုကြီးနေခဲ့တဲ့အတွက်ရေကလည်းတဖြည်းဖြည်းမြင့်တက်လာခဲ့ပါရဲ့ ရွာတရွာလုံးကလည်းရေတွေမြင်နေအောင်တန်းနေခဲ့တဲ့အတွက်ဆရာကြီးကပြောလိုက်ပါတယ်။ကဲခလေးတို့ရေနင်တို့အားလုံးကြောင်းပေါ်ချက်ကိုအမြန်တက်သွားကြသွားသွားသွားရွာထဲမှာရေတွေအများကြီးဝင်လာပြီ။ဒီပုံစံအတိုင်းဆိုရင်တော့တရွာလုံးရေထဲမှာမျောကုန်ကြောင်းမယ်နဲ့ကြူပါရီဒုက္ခပဲ။ဒါဆိုရင်တော့ဆရာကြီးတမီးတို့ကိုကြောင်းစင်ပေးလိုက်ပါတော့တမီးတို့အင်းကိုအမြန်ဆုံးပြန်မဖြစ်မဲအိမ်မှာအမေတို့အစင်မပြေးရလားမသိပါဘူး။ရေကြီးနေတော့ဆိုတော့အိမ်မှာလည်းရေတွေအများကြီးဝင်နေလောက်ပြီ။အော်ခလေးတို့ရေ မင်းတို့မိဘတွေကလူကြီးတွေကိုဟောက်ကိုဘာလို့ရမလဲဆိုတာကိုသိတယ်သူတို့ဟာသူတို့စောက်ရှောက်နိုင်ကြတယ်နင်တို့ကကြတော့ကလေးတွေငယ်လဲငယ်ကြတယ်ရေတွေတအားကိုကြီးလာတဲ့အခါကြာလို့ရှင်တော့ကိုဟောက်ကိုထိမ့်သိမ့်နိုင်ကြမှာမဟုတ်တော့ဘူးဒါကြောင့်ရဇနာကလည်းအိမ်မှာရှိနေတဲ့အဖေနဲ့အမေနှစ်ယောက်လုံးကလည်းကိုဟောက်ကိုကာကွယ်ပြီးနေကြမယ်လို့ထင်မှတ်သွားခဲ့ပါတယ်ဒါပေမဲ့သမီးလေးတွေမသိတာကတော့သူတို့ရဲ့မိဘတွေကကွယ်တော်သွားခဲ့ကြပြီဆိုတော့ကိုပါ မနေ့ကအထည်ပြောရှင်စွာနဲ့မိသားစုလိုက်စကားစုံကြီးပြောဆိုနေခဲ့ကြပါမယ်ဒီနေ့မှာတော့မိဘတွေမရှိတော့ပါဘူးဒါနဲ့မမရဲ့တမီးတို့အိမ်မှာလည်းရေကြီးနေမှာပေါ့နော်အေးဟုတ်တယ်ရေကြီးနေမှာပေါ့တရွာလုံးရေကြီးနေရပဲအဖေနဲ့အမေဘယ်လိုမျိုးနေထိုင်နေကြလဲမသိဘူးနော်အစင်မပြေကြရလားသိချင်တယ်ရက်တွေအများကြီးကုန်ဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ရေလည်းတဖြည်းဖြည်းကျလာခဲ့ပါတယ်ဒီအချိန်အထိကလေးတွေအများကြီးမိဘမဲ့ဖြစ်ကုန်ကြပါတယ်သူတို့မှရှိတဲ့အရာအလုံးဆုံးရှုံးခဲ့ရပါပြီဘာမှမကြံတော့ပါဘူး သူတို့စီမမိသားစုရဲ့လို့ဘာမှကိုမရှိတော့တာပါ။တောင်ရကြမြင်သွားခဲ့တဲ့အခါမှာတော့ရေကြီးရင်သေးဆောင်ွယ်လွန်သွားကြတဲ့သူတွေရဲ့အလောင်းတွေကိုပြန်တွေ့ခဲ့ရပါတယ်။မိဘတွေရဲ့ဒီအခြေအနေကိုတွေ့ခဲ့ရတဲ့အခါမှာညီမတောင်ရအောင်လုံးကတော့အရန်ကိုဝမ်းနဲ့ကြေကွဲပြီးအုံငုံနေခဲ့ကြပါတယ်။သူတို့ကိုယ်တိုင်မိဘမဲ့ဖြစ်သွားခဲ့ကြပြီးအားကိုရမဲ့သွားခဲ့ကြပါတယ်။ရပ်ပေါင်းများစွာကြောင့်ဒီပုံစံအတိုင်းပဲငုံနေနေကုံဆုံးနေခဲ့ပါတယ်။ရေကကြဆင်းသွားခဲ့ပြီးဆိုပေမဲ့အိမ်မှာစားတောက်ဖို့အတွက်ဘာမှမရှိတော့ပါဘူး။ အင်္ဂလိပ်နေထိုင်ဖို့အတွက်အဆင်ပြေတဲ့နေရာကောင်းတစ်ခုမဟုတ်တော့ပါဘူး။ဒီအချိန်မှာဟိမာလီလည်းပြောလိုက်ပါရဲ့။အမရဲ့ဘိုက်စာလိုက်တာဘာအရန်စာရဲ့။ညီမလေးရဲ့ဒီအချိန်ဒီမှာနေရဘိုက်စာသေးတယ်ဘလို့ဖြစ်ပြီးရောဘိုက်စာရတာလေ။ကျမအငတ်လေးအမရဲ့ဘိုက်အရန်စာနေပြီ။ဒီနေ့အဖေနဲ့အမေသားရှိနေအောင်မယ်ဆိုရင်တော့ကျမတို့အနေနဲ့ဒီလိုနေရတွေကိုဖျက်ကျော်စေရမလို့တော့ဘူးနော်။ကြည့်ပါဦးရှင်ကျမတို့ဘဝကလည်းစိုးလိုက်တာ။မိဘမဲ့တယောက်ရဲ့ဘဝကဘလောက်တောင်မှစိုးလိုက်တယ်လေ။အစားပိတ်ထားစမ်းနေဟာနေမိဘမဲ့လို့ပြောစေရမလို့။ ငါတယောက်လုံးရှိနေရပဲနင်တို့နှစ်ယောက်လုံးကိုစောက်ရှောက်ပေးမှာပေါ့အမညီမလေးလည်းပိုက်စားတယ်ဒီအချိန်မှာအကြီးဆုံးအမဖြစ်တော့ကလည်းသူရဲ့ညီမလေးတွေကိုဘာကြွေးရင်ကောင်းမလဲဆိုပြီးစဉ်းစားနေကြရပါတော့တယ်မိဖို့ကံတစ်ခုလုံးကတော့၆သွေးနေခဲ့ပါတယ်ဘာတစ်ခုမှစားတော့ဖို့အတွက်လည်းမရှိတော့ပါဘူးမိဖို့ကံထဲမှာရှိတဲ့ပလင်းတွေအကုန်လုံးကလည်းရေတွေနဲ့ပြည့်နေပါတယ်ဒီအချိန်မှာပဲအမြင့်တနေရာမှာထထားတဲ့ပူလေးတပူကိုရဇနာတွေ့သွားခဲ့ပါတယ်ရဇနာကလည်းအဲ့ဒီပူလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအထဲမှာပဲနဲ့ထညက်ခဲရီထည့်ထားပါတယ် အခုလောလောဆယ်တော့ဒါရီက6သွေးနေခဲ့ပါတယ်။ဘူးလုံးအောင်ပိတ်ထားခဲ့တဲ့အတွက်ကြောင့်မလို့ရေရီကအထည်ကိုမဝင်ခဲ့ပါဘူး။ညီမ၃ယောက်လုံးကလည်းပဲနဲ့ထညခဲရီကိုစားပြီးခဏလောက်အဆင်ပြေအောင်နေထိုင်ခဲ့ကြပါတယ်။ဒီနောက်အမော့အကြီးဆုံးဖြစ်သူကမိဖို့ကိုအပြင်ထုတ်ပြီးလှမ်းထားလိုက်ပါတယ်။တိုင်လုံးကိုတန့်ရှင်ရေလောက်သွားပြီးတဲ့အခါမှာတော့နေချင်းစပွဲပြန်ကောင်းအောင်လှုပ်လိုက်ပါတယ်။အပြင်မှာမိဖို့ထုတ်ထားတာကိုတွေ့ခဲ့ရတဲ့အခါမှာတော့အနာကဖြတ်သွားတယ်အသက်ကြီးတဲ့နေမယားတို့ရဲ့ကလာမေးပါတယ်။ ဒီမှာစားတော့ဖို့အတွက်တခုခုရနိုင်လားမဟုတ်ဘူးမရပါဘူးအမေကြီးရဲ့အမှန်တော့ဂျာကားလေအေးပါအေးပါထားလိုက်ထားလိုက်ဂျာနဲ့အိမ်ကန်နေပါရီများငှားဖို့အတွက်ရှိသေးလားရှင်ပြုံးတကယ်တော့ငါတို့ကတဖက်ရွာကနေပြီးတော့ဒီလိုလာခဲ့ကြတာလေရေကြီးနေတဲ့အချိန်မှာငါတို့မှရှိတဲ့အရာအားလုံးလည်းပြက်စီးသွားခဲ့ရပြီငါတို့ပဲအဆင်ပြေပြေနဲ့ကြာလာခဲ့တာတခုခုစဉ်းစားပြီးသွားတဲ့အခါမှာရချနာပြောလိုက်ပါရီအိမ်မှာအဖေနဲ့အမေကရှိတော့တာလည်းမဟုတ်ဘူးငါတို့ညီမ၃ယောက်ထဲကျန်တော့တာ ငါတို့တောင်းရောက်တဲ့အတော့ဆိုလို့ရှင်တော့အခန်းတစ်ခန်းနဲ့ကတော့လုံလောက်နေပါပြီ။ဒါဆိုရင်တော့ကျန်တဲ့အခန်းနှခန်းကိုငှားနေနေဘာလို့ရင်ကောင်းမလဲ။음အဲ့ဒီအခန်းနှခန်းလုံးကိုငါငှားစားလိုက်မယ်ဆိုလို့ရှင်တော့စိုးတော့လည်းမစိုးဘူးနော်။ဒါဆိုရင်တော့ငါတို့ပတ်စံလည်းရသွားလိမ့်မယ်။ကြောက်စရာလည်းမလိုတော့ဘူး။အေးအေးအေးဟုတ်တယ်ဟုတ်တယ်အဲ့ဒါပဲကောင်းလိမ့်မယ်။ဟုတ်ကဲ့ပါအမေကြီးရဲ့ကျမတို့အိမ်မှာအခန်းနှခန်းအလှုပ်ရှိပါတယ်။ဒါဆိုရင်တော့အိမ်ငှားကပြောပါအောင်။ဒါနဲ့အိမ်မှာမိဘတွေမရှိဘူးလားခေါ်လိုက်လေ။ ဒီစကားကိုကြားခဲ့ရတဲ့အခါမှာရဂျနာလည်းဝမ်းနေလုံးလုံးမျက်ရည်တွေစီးကြလာခဲ့ပါသည်။ကျမမိဘတွေရေကြီးတဲ့အချိန်ကွဲလွန်သွားကြလို့ပါ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာတော့အမျိုးသမီးကလည်းတတော်လေးကိုဝမ်းနေသွားခဲ့ပါသည်။ဒါကြောင့်သူ့ယောက်ျားကိုနှဲ့ပြောလိုက်ပါတယ်။တခန်းကို2000နဲ့နှစ်ခန်းဆိုတော့4000ကြားတယ်။မိန်းကလေးကိုပေးလိုက်တော့။အမီလေးဒါဆိုရင်ငါတို့အခုကစပြီးတော့ဒီမှာနေကြမယ်။နေငါတို့အတွက်ထမင်းထနာချက်ပေးမယ်ဆိုရင်တော့နောက်ထပ်2000ထပ်ပေးမယ်လေ။ဒီအချိန်မှာရဂျနာအရန်ကိုဝမ်းတာပြောရွှင်သွားခဲ့ပါသည်။ တို့ရတဲ့ပတ်စံကနည်းလားများလားဆိုတော့ကိုတော့တို့တို့လည်းမသိပါဘူးဒါပေမဲ့ရဇနာကတော့သဘောတူလက်ခံလိုက်ပါတယ်ဒီနောက်မှာတော့ရဇနာကလည်းလိုအပ်တဲ့ပစ္စည်းတွေပို့ဝလာခဲ့ပေးပါတယ်ထမင်းချက်ပြောက်ပြီးသွားတဲ့အခါမှာတော့အားလုံးကိုကျွေးလိုက်ပါတယ်တော်လိုက်တာထမင်းဟင်းတွေကအရန်အရသာရှိတယ်နေအမေကိုယ်တိုင်သင်ပေးခဲ့ရလားနင်တို့အပြစ်မမီဖို့ထုတ်ထားတာထုတ်ထားရတာပဲထားလိုက်တော့အပြစ်မထမင်းဟင်းချက်ပြီးရောင်းလေတကယ်ပြောတာနင်တို့လက်ရကောင်းတယ်ဒါဆိုရင်တော့စီးပွားရေးတစ်ခုလည်းအဆင်ပြေသွားလိမ့်မယ်ဒီပုံစံအတိုင်းဆိုလို့ရှင်တော့တမီးတို့ကြောင်းမလို့သွားရတော့မှာလေ လိုအပ်တဲ့ပတ်စံကိုဘယ်ရနေပြီးရရှာမှာလဲကျမတို့စီမှာပတ်စံအများကြီးလည်းမရှိဘူးပတ်စံမရှိဘူးဆိုရင်တော့အเจ้าဆရာကလည်းစာတင်ပေးမှာမဟုတ်ဘူးနော်နှစ်လစာကြိုးထုတ်ပေးထားလိုက်မယ်လေအเจ้าကိုတော့တက်ပေါ့ပြန်လာတဲ့အခါကျရင်ထမင်းဆိုင်လေးဖွင့်ပြီးအောင်နင်တို့ညီမတော့ရအောင်ဆိုတော့အလုပ်တွေကိုခွဲပြီးအေးအေးဆေးဆေးလုပ်လို့ရတယ်စဉ်းစားကြည့်ဒီလောကကြီးထဲမှာပတ်စံမရှိဘူးဆိုရင်တော့ဘာတစ်ခုမှအဆင်ပြေမှာမဟုတ်ဘူးနင်တို့ကလောကကြီးထဲမှာအခုဆိုရင်တော့အားကိုးရမယ့်နေကြပြီနင်တို့တော့တောင်းရအောင်လုံးစစ်စစ်လုံးလုံးနဲ့အလုပ်ကိုလုပ်ဖို့အရန်အရေးကြီးရဲ့ဟုတ်တယ်အမရဲ့ အမေကြီးပြောတာမှန်တယ်ပတ်စံရှိမှတခုခုအဆင်ပြေမှာကျမတို့ညီမ၃ယောက်ပေါင်းပြီးတော့စားတောက်ဆိုင်တဆိုင်ဖွင့်ကြမယ်လေဒါဆိုရင်တော့နေ့တိုင်းကောင်းမွန်တဲ့ထမင်းဟင်းတွေချက်ရောင်းမယ်ချက်စားမယ်ဒါဆိုရင်တော့နေဟင်းကောင်းကောင်းချက်ဖို့အတွက်စဉ်းစားထားလိုက်တော့ငါတို့ဆိုင်တဆိုင်အမြန်ဆုံးဖွင့်မယ်ဒါနဲ့အမကြီးကျမတို့ဘာချက်ကြမှာလဲပဲထမင်းလည်းချက်မယ်နံမြားနဲ့အတူတူတွဲရောက်မယ်စိတ်သားဟင်းလဲချက်မယ်မနက်ပိုင်းဆိုညီမ၃ယောက်လုံးကြောင်းသွားကြပြီးပြန်လာတဲ့အခါမှာတော့စိုင်းမအလုံးလောက်ကြပါလေဒီအချိန်မှာညီမငယ်လေးကသူ့အမကိုပြောလိုက်ပါတယ် အမရေကျမတို့ဆိုင်ကတိတ်တယ်ရောင်းမကောင်းသေးဘူးနော်။လာဝဲစားတဲ့ဖောက်တွေကလည်းတော်တော်လေးကိုနည်းနေသေးရပဲ။ညီမလေးရေအမတို့ဆိုင်ဖွင့်ထားတာမကြားသေးဘူး။အခုမှအစားလိုတောင်ပြောလို့ရတယ်။လူနည်းနည်းလာဝဲစားကြတယ်ဆိုရင်တော့မှဒါကအရန်ကိုများနေပါပြီ။အမတော့တလောက်တောင်မှမျောလင့်ထားတာမဟုတ်ဘူး။အခုလူအနေငယ်လာစားတယ်။နောက်ဆိုလို့ရှင်တော့အရသာတိပြီးတော့ကြိုက်သွားတဲ့အခါကျရင်လူတွေအများကြီးလာဝဲစားကြလိမ့်မယ်ညီမလေးရေ။အေးဟုတ်တယ်ဟုတ်တယ်။နေမှပြောတာမှန်တယ်။ကိုဟာကိုမိဘမဖြစ်တဲ့ဆိုပြီးတော့လည်းဝမ်းနဲ့မနေကြနိုင်အောင်နော်။နင်တို့စီမှာငားလေးရှိတယ်ဟုတ်ပြီလား။ ဒီနောက်မှာတော့ညီမသုံးယောက်လုံးကကြိုးစားပန်းစားနဲ့အလုံးလောက်ကန်ခဲ့ကြပြီးနည်းနည်းလေးတော့မှအာမလျှော်ခဲ့ကြပါဘူးနောက်ဆုံးမှာတော့ညီမသုံးယောက်လုံးရဲ့စားတောက်ဆိုင်ကအရန်ကိုနမဲကြီးရဲ့ဆိုင်တဆိုင်ဖြစ်လာခဲ့ပါတယ်တငယ်ချင်းသုံးယောက်စလုံးကလည်းအစားတောက်ပြိုင်ပွဲတွေအများကြီးကိုဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်ဒီနောက်မှာတော့အရန်ကိုနမဲကြီးရဲ့စဖို့မှုတွေဖြစ်လာခဲ့ကြပါတယ်သူတို့စဖုံမိုးတွေဖြစ်သွားခဲ့တဲ့အခါမှာသူတို့ရဲ့အစာအသောက်တွေနဲ့သူတို့ရဲ့ဆိုင်ကပုံမိုးနမဲကြောကြာလူတိများလာခဲ့ပါတယ် သူတို့ဘယ်တော့ကြောင့်မှနာမည်ကျော်ကြားသွားတယ်လဲဆိုရင်တနင်္ဂနွေလုံးအနံ့ပါပဲမိဘတွေမရှိခဲ့တော့ဘူးဆိုပေမဲ့သမီးလေးတွေကတော့အရန်ကိုနာမည်ကြီးရဲ့စဖို့မှုတွေဖြစ်တော့အောင်စူးစမ်းနိုင်သွားခဲ့ကြပါတယ်အမရေကျမတို့အခုချိန်မှာဟိုတယ်အကြီးကြီးတလုံးဖွင့်လိုက်တဲ့နော်ကြပါငါတို့အနေနဲ့ဟိုတယ်တလုံးဖွင့်မယ်ဒါပေမဲ့အဲ့ဒီဟိုတယ်ကိုတော့စဖို့မှုတွေကပဲထိန်းသိမ်းပေးကြမှာငါတို့အတွက်ဒီဆိုင်လေးကအဆင်ပြေပါတယ်သမီးလေးတို့အခုလိုမျိုးအောင်မြင်သွားတော့ကိုတွေ့ရတော့အမေကြီးတကယ်အရန်ကိုဝမ်းသာမိရဲ့ဒီလား အမေကြီးတောင်မရှိဘူးဆိုရင်တော့ကျမတို့ကိုလမ်းမှန်ကမ်းမှန်ဘယ်သူကပြတာပေးမှလဲအမေကြီးကကျမတို့အတော်အားအင်ပါပဲရှင်ဒီနောက်မှာအမေကြီးကလည်းတို့ကိုဆွတောင်းပေးခဲ့ပါရဲ့နင်တို့ညီမတောင်ရောက်လုံရဲ့ဆိုင်လေးအမြင်နဲ့အောင်မြင်ပါစေလို့ငါဆွတောင်းပေးပါရဲခလေးတို့ရေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်